မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ8ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်းစခန်းအမှတ်9နေကြားဆောင်ရဲတပ်ဖွဲ့ကွဲနခခ9ကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စကခ15စစ်စင်ရဲကုကေးရေးမှုဗိုလ်မှူးချုပ်တူရင်ထွန်းဟာထွက်ပြေးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နခခ9ကရသွားပါပြီ။မောင်တော်ကိုရပြီ။ မြေဝါမှာနခခငါကပြေးတဲ့အရာရှိတွေကိုအာစာတွေကလာပြီးတော့ကယ်ထုတ်လို့တိုက်ပွဲတွေဖြစ်တယ်နခခငါကိုအစာကလေးကပိတ်ဆို့ထားတာပါနခခငါကတဖြည်းဖြည်းနဲ့ပိတ်ဆို့ထားလို့အခုလိုမျိုးကြာနေရတာပါလို့အေအေရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အေအေစီယုံကျုံနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကိုနခခငါတိမ့်ပတ်ရရှိတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အတီးပြူရန်စူးစမ်းတော့လဲအဆက်အသွယ်မရတဲ့အတွက်အတီးပြူနိုင်ခြင်းမရှိတဲ့အပြင်အေအေကလည်းနခခငါတိမ့်ပတ်ရရှိမှုသတင်းနဲ့ပတ်သက်ပြီးတော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက်အတီးပြူရန်ခက်ခဲနေတယ်လို့သိရပါတယ်ဒီကနေ့မှနခခငါကစစ်တပ်ဘက် ော်သားစစ်သည်များပိတ်ဆို့ခံရတဲ့အတွက်အကူအညီတောင်းခံနေတဲ့ရုပ်သံဗီဒီယိုဖိုင်နှစ်ခုထွက်ပေါ်လာပြီးတော့အဲ့ဒီရုပ်သံမှာစစ်သားများဟာအကူအညီမဲ့ဖြစ်နေကငိုယိုပြီးတော့အကူအညီတောင်းခံနေကြကအမှတ်၅နယ်မြေခံစစ်စင်ရေးကိုကဲမှုဌာနချုပ်စစ်စင်ရေးကိုကဲရေးမှုဘုံမှုချုပ်တူရင်ထွန်းဟာထွက်ပြေးသွားပြီဖြစ်ကြောင်းစစ်သည်များကပြောဆိုနေကြပါတယ်။နောက်ခါခါငါးကနေထွက်ပြေးတဲ့အရာရှိတွေကိုအာစာကလာကယ်လို့တိုက်ပွဲဖြစ်တယ်ဆိုတာသိရပေမဲ့ဘသူတွေပြေးတာဆိုတာမျိုးတော့အတိအကျကြီးတော့မသိရသေးဘူးလို့အေအေရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာအေအေက အမ်းမြို့နယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီးတော့အေးအေးအနေနဲ့မောင်တော်မြို့နယ်ကိုပါတိမ့်ပတ်ရရှိပါကမြို့နယ်ပေါင်း73ခုကိုတိုက်ခိုက်တိမ့်ပတ်ရရှိမှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်ပြည်ကြီးမှန်တိုင်းမြို့ချောင်းမော်ကျေးရွာအနီးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှစ်ခုနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၁ရက်နေ့မနက်9:40မိနစ်ခန့်မှာဗုတ်ပြင်းမြို့နယ်ပြည်ကြီးမှန်တိုင်းမြို့ချောင်းမော်ကျေးရွာအနီးမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များရဲ့ R0 gate ကိုလေညာတက်နယ်ကိုတပ်သားတပ်များပို့ဆောင်ရန်လာရောက်တဲ့အင်အား45ဦးပါတဲ့စစ်ကြောင်းနဲ့တပ်သားတပ်များကိုလာရောက်ခေါ်ဆောင်တဲ့အင်အား30ပါတဲ့စစ်ကြောင်းတို့က R0 gate ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ drone များနဲ့ဝိုင်းဝန်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကအသင့်ထောင်ထားတဲ့အဝေးထိန်းမိုင်းများလက်နက်ကြီးလက်နက်ငယ်များနဲ့15မိနစ်ခန့်ခုခံတိုက်ခိုက်ခဲ့ပြီးတော့ gate အနီးမှာနေမိုင်းများကိုထောင်ထားကအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆုတ်ခွာသွားပြီးတဲ့နောက်အကြမ်းဖက်စစ်သားများကပူပေါင်းတပ်ဖွဲ့ gate ကိုဝန်ရောက်ရှင်းလင်းခဲ့ရာအသင့်ထောင်ထားတဲ့နေမိုင်းများပောက်ကွဲပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့ဒေဆုံးစည်းရင်းကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ခွေးတွေထိခိုက်မှုကတော့မသိရ ြသေးဘူးဖြစ်တဲ့နေ့ကလူအသွားလာပြက်နေတော့ကျွန်တော်တို့လည်းအတီးပြုတ်ဖို့ခက်တယ်အခုခွေးတွေကသူတို့လှုပ်ရှားတဲ့အချိန်မှာပြည်သူတွေတိတ်ပြီးတော့အသိမခံတော့ဘူးဒိမ့်မာကကျွန်တော်တို့ပူပေါင်းအဖွဲ့တွေပြန်ထိုင်နေပါတယ်မိဘပြည်သူတွေအနေနဲ့လည်းစစ်ကြောင်းလာတဲ့အချိန်မှာဝေးဝေးမှနေပေးဖို့တိုက်တွန်းကြပါတယ်လို့ဗုတ်ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ကဒူရဲအုပ်လာပြေကပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲဟာဗုတ်ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ KNL အမှတ်203တပ်ရဲအမှတ်4တပ်ခွဲ KTLA အမှတ်114တပ်ရဲအမှတ်3တပ်ခွဲတို့နဲ့သာတပ်ဆိုင်ပြီးတော့ဒေသနေပြည်သူများနဲ့လုံးဝတပ်ဆိုင်မှုမရှိပါကြောင်းဗုတ် ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ကဒူရဲအုပ်လားပြေကသတိပေးထားပါရယ်ဒါအပြင်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်နဲ့ရေပြူမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်စခန်းစစ်ကြောင်းတို့ကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းဘာထူးတပ်မတော်ကပြောဆိုထားပါရယ်နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့တို့မှာ လောင်းလုံးမြို့နယ်မောင်းမကန်နယ်မြေရဲစခန်းကနေတဆင်းဒဝဲရေနဲ့စိတ်ကမ်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သား100ခန့်ပါတဲ့စစ်ကြောင်းကိုမိုင်းဆွဲပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ဒိဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲ November 23ရက်နေ့ကလည်းလောင်းလုံးမြို့နယ်ခလာရ104ကနေတဆင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား150ဦးပါတဲ့စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းကိုရေပြည်မြို့နယ်ပိန်းဆောင်ကျေးရွာနဲ့ကြောက်ဝက်ကုန်းကျေးရွာကြားမှာဖြတ်တောက်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအာရီကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားအများအပြားဒိဆုံးထိခိုက်မှု တွေရှိခဲ့တယ်လို့သိရပါတယ်။နိုဗမ်ဘာလ24ရက်နေ့ကလည်းရေပြူမြို့နယ်ကနေစစ်ကူဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထပ်မံပြီးတော့မိုင်းဆွဲတိုက်ခတ်ပြီး drone တွေနဲ့ဘုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်သားများထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုများကို KNL တပ်မဟာ6တပ်ရဲ29ဘာထူးတပ်မတော် BHA ရေပြူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဇင်ရော်တပ်စုတင်တနင်္သာရီပြည်သူ့ကာကွယ်တပ်ဖွဲ့ TPDF A0 ပြည်သူ့ကာကွယ်အဖွဲ့နဲ့ဒဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပူးပေါင်းအဖွဲ့ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အခုနဲ့အတွဲမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုနိုင်ငံအနှံ့နေရာဒေသအသီးသီးမှာအဓိကထားပြီးတော့အုံပြုတိုက်ခိုက်တာနဲ့အများပြည်သူများအနေနဲ့လေကြောင်းတိုက်ခိုက်မှုအနေရကိုကာကွယ်နိုင်ရန်အတွက်ချုပ်တင်ပြင်ဆင်မှုများကိုပြုလုပ်ထားပါရန်အလေးအနက်တိုက်တွန်းလိုတယ်လို့ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကင်ဒုတ်တွေဖြစ်တဲ့ပြူစောတိများပြည်သူ့ဆက်အဖွဲ့ဝင်များနဲ့စစ်ကောင်စီရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြာရှုံးမှုပေါင်းများစွာကိုရင်ဆိုင်နေရတဲ့အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကိုဆုတ်ခွာပြီးတော့ပြည်သူ့ရဲ့ရင်ဝင်ကိုအမြန်ဆုံးခိုးလုံဝေရောက်ကြပါရန်ဘာထူးတပ်မတော်ကထပ်မံတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဒိုက်ဦးမြို့နယ်ကြိုက်စကောကြီးရွာမှာအခြေစိုက်ထားတဲ့ခလာရ30တိုင်ရဲမှာရှေတန်းကိုထွက်နေတဲ့စစ်သားများထွက်ပြေးခြင်းကြာဆုံးခြင်းနဲ့စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးခံရမှုတွေများပြားနေတဲ့အတွက်တိုက်ရဲမှုကတင်းကြိုင်ကုန်းကိုခြံစည်းအုပ်ခတ်ပြီးတော့ရတရာခြေခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖြစ်တဲ့ဒိုက်ဦးမြို့နယ်ကြိုက်စကောကြီးရွာအခြေစိုက်ခလာရ30တိုင်ရဲမှာစစ်သားတေဆုံးမှုတွေမြင့်တက်လာတဲ့အတွက်ဘကိုးမြို့နယ်ရွာတက်မှာရှိတဲ့ကိုင်းတာကြီးတင်းကြိုင်ကို အိမ်မက်အရာတွားရောက်ပြီးတော့ချမ်းစီယိုခတ်ပြီးရရချီနေရတယ်လို့သိရပါတယ်တိုက်ရင်မှုကတော်ကိုအိမ်မက်ပေးတယ်ခလာရ30အတမအတမိုးဝမ်းကြောင်းမှုတန်တန်းကြောင်းတက် အပတအင်အားဖြည့်တင်းရေးနဲ့ပြန်လည်နေရာချထားရေးတက်အဲ့ဒီတက်တွေထဲမှာဖျားနာပြီးတိတ်ဆုံးတာတိုက်ပွဲမှာလည်းရှေ့တန်းထွက်လို့တိတ်ဆုံးတာတွေများလာတော့ဘကုံးမျိုးနဲ့ရွာတိတ်ကိုင်းတာကြီးတင်းချိုင်းကုန်းကိုရရရအနေနဲ့ချမ်းစီရိုးသွားပြီးတော့ခတ်ခိုင်းတယ်အဓိကကတော့တက်ထဲမှာလက်ရှိနေတဲ့သူတွေအများစုကမတန်မစွမ်းနေဖြစ်တာနဲ့ရှေ့တန်းမှာအကြအဆုံးများနေတာတွေကိုရက်တက်စီဖို့အတွက်ရရရအဖြစ်လောက်ရတာပါလို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်တက်ရင်မှုကတော့ရဲ့အိမ်မက်အရာတင်းချိုင်းကုန်းကိုချမ်းစီရိုးခတ်ပြီးတော့ရရရချေရမှာတက်တွင်းကတက်မိသားစုဝင်များနဲ့ဒေသခံပြည်သူများ ားကိုလည်းလုံအားပေးအဖြစ်နဲ့ဆင့်ခေါ်ခိုင်းနေတယ်လို့သိရပါဗျ။2023ခုနှစ်ဇန်နဝါရီလအတွင်းခလာရ30တက်ကအရာရှိတချို့ဦးဆောင်ပြီးတော့စစ်သားအယောက်40ကျော်ထွက်ပြေးသွားခဲ့ပြီးတော့ရှေ့တန်းမှာလည်းစစ်သားများ10ခန်းနဲ့အထက်တိမ်းဆုံးခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့ပဲခူးရုံးမှအဆက်မှရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့မိရှုဖြက်စီးရန်ဓာတ်စီဘုံများကိုကားနဲ့တင်ဆောင်လာတဲ့အတွက်ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ9ရက်နေ့ကစတင်ပြီးတော့အုပ်ဖို့မျိုးနဲ့ပဲခူးရုံးမှအဆက်မှရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုမိရှုဖြက်စီးရန်ဓာတ်စီဘုံများကားနဲ့တင်ဆောင်လာတဲ့အတွက်ခြေရွာ၄ရွာကျော်ကထောင်ထဲချတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတငါကုန်းရွာကျွဲ ဲဖြူမရွာတောင်ကုန်းရွာနဲ့ဂျိုးကိုပင်ရွာတို့ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရွာကိုထွက်ပြေးတိတ်ဆောင်နေရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူတချို့ကိုဖမ်းဆီးလာပြီးတော့စစ်ဝတ်စုံတွေကိုပေးဝတ်ပြီးစစ်ကြောင်းရှေ့ကနေပြီးတော့တွားခိုင်းနေတယ်လို့သိရပါဗျ။ဒါအပြင်မြေပြင်မှာလည်းတော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဘကိုးရုံးမှအတွင်စစ်ကြောင်းထုတ်ရန်အင်အား300ခန့်နဲ့ရောက်ရှိနေခြင်းဖြစ်တယ်လို့သိရပါဗျ။အုပ်ဖို့မြို့နယ်အပိုင်းဘကိုးရုံးမှအဆက်ကရွာတွေကို စိတ်ခွေးတွေကဝင်မွေနေပြီးတော့နေအိမ်တွေကိုလည်းမိတင်ရှုပ်ဖို့စီပုံးတွေကိုကားတွေနဲ့တင်လာကြလို့ပြည်သူတွေတိတ်ဆောင်နေကြရပါတယ်စိတ်ခွေးတွေကရုံးမပေါ်မတက်ဘဲနဲ့တောင်ချင်ရွာတွေကိုပဲပတ်မွေနေတာအခုရက်ထဲမှာတာယာဝတီ KI မှာလည်းတိုက်ပွဲတွေဖြစ်ထားပါတယ်တငါကုန်းရွာကရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်ရွာမှာလူမရှိတော့ပါဘူးဂျိုးပင်ကမြို့နယ် ကုန်းရဘက်ကလူတချို့လဲတိုက်ပွဲဖြစ်လာမှကိုစိုးရိမ်ပြီးတော့တိမ်းရှောင်နေကြရပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းနမောင်မြို့နယ်ကြောက်ချောရွာကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်၃လုံးကိုဖျက်ဆီးကအမျိုးသမီးတအုပ်ကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မနက်10:00နာရီခန့်ကစတင်ပြီးတော့နမောင်မြို့နယ်ကြောက်ချောရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြေးရွာအတွင်းမှာရှိတဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကြေးရွာနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းကြေးရွာအတွင်းမှာရှိတဲ့နေအိမ်များအလုံးကိုဝင်ရောက်မှွေနှောက်ရှာဖွေပြီးကြေးရွာအတွင်းထဲကနေပြန်လည်ထွက်ခွာသွားတော့လဲအကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူများရွာထဲကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။စစ်ခွေးတွေနမောင်မြို့နယ်ကြောက် ောက်ချောကျေးရွာမှာတောင်းချမ်းနေပါတယ်ပြည်သူတွေရဲ့နေအိမ်တွေကိုလည်းဖျက်ဆီးနေတယ်မနေ့က10နိုင်လောက်မှဝင်လာတာအမျိုးသမီးတအုပ်ကိုဖမ်းသွားတယ်နေအိမ်၃လုံးကိုတော့မီးရှို့ဖျက်ဆီးသွားတယ်စစ်ခွေးအင်အား100လောက်ရှိပါတယ်အခုတော့ပြန်ထွက်သွားပြီပြည်သူတွေကတော့မပြန်ရဲသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ကန်တက်ကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပကဖရဲဘော်ဂရုံးကိုဖမ်းဆီးပြီးတော့မိရှုတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့မနေ့9နာရီဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားတရာကျော်နဲ့စကိုင်းမြို့နယ်ကတက်ချေးရွာကိုဝင်းရောက်စီးနေခဲ့ခြင်းဖြစ်ပြီးတော့စကိုင်းမြို့နယ်ပကဖအဖွဲ့ကရဲဘော်ဂရုံးဟာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ဖမ်းဆီးခံလိုက်ရတဲ့ရဲဘော်ဂရုံးကို စစ်တပ်ကအရှင်းလက်လက် မိရှို့တပ်ဖြတ်သွားတယ်လို့သိရပါတယ်။မနေ့ကမနက်9နာရီဝန်းကျင်မှာစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ရဲဘော်ဂရုံးကိုဖမ်းဆီးသွားပါတယ်။ဖမ်းဆီးပြီးတော့အရှင်းလက်လက်မိရှို့တပ်ဖြတ်သွားပါတယ်လို့သခိုင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအပြင်မနေ့ကစစ်ကောင်စီတပ်ကသခိုင်းမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာရိတ်တာခြေရွာကပြည်သူတအူးညောင်ကုန်းခြေရွာကပြည်သူတအူးလက်နက်ကြီးထိမှန်တေဆုံးပြီးအခြားပြည်သူတအူးဟာလည်းဒဏ်ရာတွေရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ